်ဒီနေရာမှာပယ်မှာကံကောင်းမှုတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပယ်မှာနေရာသားမှာတခြားကစားသမားဆိုရင်အပြောခံလိုက်ရမယ်ဖြစ်ချင်းတော်တော်အပြောခံရမှာ Fernandez တို့တော်မှာတော်ယုံတန်ယုံနဲ့အပြောခံနေရတဲ့အခြေအနေမျိုးမှာပယ်မှာဘာမှမလုပ်ပြတဲ့အခြေအနေမျိုးမှာအပြောမခံရကြီးကတော့ထူးဆန်းတယ်လို့ကျွန်တော်တို့ပြောစင်တယ်ပေါ့နော်ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်ဒီပိုင်းကတော့ပွဲချုပ်သွားရဲ့အစီအစဉ်ဖြစ်ပါတယ် Super Sunday ွဲချုပ်သွားတဲ့ season ဖြစ်ပြီးတော့တကယ်လို့ဘောလုံးကျွန်တော် London Derby အသင်းကြီးနှစ်သင်းဖြစ်တဲ့ Arsenal အသင်းနဲ့ Chelsea အသင်းရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီ Super Sunday မှာတော့ပွဲကောင်းတွေများပါတယ်တခုဆိုလို့ကျွန်တော်တို့က Arsenal ပွဲကိုစပြီးတော့ကျွန်တော်ကိုယင်းလင်းတော့ကျွန်တော်ညီကိုနှောက်ကထုံးစံအတိုင်းခံမှန်းသုံးသက်တက်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျာကိုယင်းလင်းတော့ရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ Arsenal နဲ့ Chelsea Super Sunday ရဲ့ည8:00နာရီမှာကစားမှာပါဒါနည်းနည်းလေးတော့ sorry လို့တော့ပြောလို့ရပါတယ်အဲ့တော့အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပဲဆက်လိုက်ချင်ပါတယ်အင်ရှင် Arsenal ဘက်ကနေဒါကိုယင်းလင်းတော့ရဲ့အမြင်လေးနဲ့စပြပါဦး အာဆင်နယ်ရဲ့ဒီပရီးမီးယားလိအိမ်မက်ကပြီးသွားပြီလို့ပဲကျွန်တော်တို့ကပြောရမှာပဲပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့အစိုးရကနေအကောင်းအောင်ပြောရမယ်ဆိုရင်တော့အာဆင်နယ်အနေနဲ့ချန်ပီယံလိကိုတော့တေချာအောင်စိုက်လို့ရသွားတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အာဆင်နယ်အသင်းချန်ပီယံလိရနိုင်တယ်လို့တော့ကျွန်တော်မပြောဘူးအခုတည်းပို့ပြီးတော့မြင်တဲ့အဆင့်တွေထိတော့တက်သွားနိုင်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ကွာတာဖိုင်နယ်ကိုကျော်သွားပြီဆိုတာနဲ့ဘာစီလိုနာနဲ့အာဆင်နယ်ပြန်တွေ့နိုင်တယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်စပြီးတော့ပြောလို့ရပြီပေါ့နော်ဒီနေရာမှာကျွန်တော်လီဗာပူးလက်ချက် ကာရီကထောက်ပြခဲ့တာကိုကျွန်တော် reference ယူပြီးတော့ပြောရမယ်ဆိုရင်အာဆင်နယ်မှာအခုလက်ရှိဖြစ်နေတဲ့ပြဿနာကတိုက်စစ်မှုလိုအပ်တဲ့ပြဿနာတွေပိုတဲ့ပြဿနာတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့အခွင့်အရေးဖန်တီးမှုအပိုင်းပဲ။ DRD ပြည်မြားလိမှာပေါ့နော်အခွင့်အရေးဖန်တီးတဲ့အပိုင်းမှာအာဆင်နယ်က Palace နဲ့အတူတူပဲဖြစ်နေတယ်ပေါ့နော်အဆင့်ဆက်တွေမှာရှိနေတယ်။ Spurs, Chelsea, Bournemouth အဲ့ဒီအသင်းတွေကအာဆင်နယ်တက်ပို့ပြီးတော့ဖန်တီးနိုင်စရာကောင်းနေတော့ကျွန်တော်တွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဟုတ်ကဲ့။အာဆင်နယ်အသင်းကိုတိုက်စစ်ကိုဥဆောင်လာတဲ့လူတွေကလုံလောက်တဲ့အခွင့်အရေးမျိုးမရဘူးလို့လည်း တွေ့ရတယ်ပေါ့နော်အနည်းဆက်ဆုံး၃ဝက်မှာဆိုအဲ့ဒီချက်ကိုကောင်းကောင်းကြီးကိုမြင်နိုင်တယ်ဝက်ဆန်နဲ့ပွဲ forest နဲ့ပွဲ nine နဲ့ပွဲအဲ့ဒီ၃ဝက်မှာဆိုရင်တစ်ဖက်အသင်းကပေါ့ခန်စစ်ပိုင်းကြစ်လစ်တာကတစ်ပိုင်းအာဆင်နယ်ဘက်ကလည်းအခွင့်အရေးကောင်းကောင်းမရတာလည်းတိတိတတကိုဖြစ်ခဲ့တယ်ပေါ့နော်အထောင်တဆင်နေရာမှာအကယ်၍များပေါ့နော်ဟာလန်ကိုကစားခိုင်းရင်တောင်မှအဲ့ဒီ၃ဝက်မှာရလက်ပိုင်းကဘာမှပြောင်းလဲတော့မှမဟုတ်ဘူးလို့တော့ကျွန်တော်ကတော့ပြောခြင်းတယ် okay ODK မှာခြေစမ်းမပြဘူးဆိုရင်အာဆင်နယ်တိုက်စစ်ကအသက်မဝင်အရင်ကတော့စာကရှိသေးတယ် အခုကကျတော့လူပါမဆုံတော့တဲ့အခါမှာပို့ပြီးတော့စိုးရတယ်လို့ပဲကျွန်တော်တော့မြင်နေပါတော့ပြီးတော့ကျွန်တော်အာဆင်နယ်နဲ့မန်ယူပွဲပြီးနေမှာပြောခဲ့တဲ့ဓာတ်လေးတခုတော့ရှိရအာဆင်နယ်ကမြန်မြန်ဆန်ဆန်တိုက်စစ်ကိုသွားရမယ့်အချိန်ပေါ့နော်ဒက်ကနဲ့ဒက်ကနဲ့သွားရမယ့်အချိန်မျိုးမှာဘောလုံးကိုစိန်ပြီးတော့စောင့်နေတတ်တယ်ဘာကိုစောင့်နေမယ်တော့ကျွန်တော်လည်းမသိဘူးအရန်လေးပြီးတော့နှင်းနေတယ်ပေါ့နော်ဒါကပြဿနာတော်တော်ကြီးပါတယ်တစ်ဖက်အသင်းကကိုယ်အသင်းကိုနိုင်လဲနိုင်ကျင်တယ်မရှုံးရင်ခက်ခဲအားလည်းကောင်းတယ်ဆိုတော့အသင်းဘုံနဲ့တွေ့ပြီဆိုရင်အဲ့လိုမျိုးနှင်းနေကိုယ်ကိုသွားနေတာကပြဿနာကြီးတက်နိုင်တယ်ပေါ့နော် ပြီးတော့ဒီပွဲစဉ်ကလန်ဒန်ဒါဘီလန်ဒန်ဒါဘီမှာကကိုတင်းကမြင့်နေတယ်သူတင်းကနင်းနေနေနေတယ်ဆိုတာမျိုးမရှိဘူးကိုတာနေတဲ့အချိန်မှာတာနေတယ်လို့လုံမှာပဲလက်ရှိအခြေအနေရတဲ့ Chelsea တဲ့ Arsenal ကပို့ပြီးတော့တာနေတယ်ဆိုတော့ငင်းစရာမရှိဘူးအဲကြောင့်လေ Arsenal က Chelsea ကိုတော့ဒီပွဲမှာအခွင့်အရေးမပေးတော့ဘူးလို့တော့ကျွန်တော်မြင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါ Arsenal Ancient Arsenal ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျန်နေတဲ့ Premier League ပေါ်မှာဒုတိယနေရာရဖို့ကိုပဲစ조사ရအောင်မယ်ဒါကတကယ်ကို ြောရမယ့်အခြေအနေတစ်ခုပဲဒီအခြေအနေပဲအာဆင်နယ်မှာရှိတော့တယ်။အဲ့တော့ကျွန်တော်ကဘယ်လိုဖြစ်စေချင်လဲဆိုတော့ပရီးမီယာလိဂ်ကိုပုံမှန်လေးသွားမယ်။ချန်ပီယံလိဂ်ကိုပိုပြီးအားဆိုင်တဲ့ပုံစံမျိုးလေးကျွန်တော်ကမြင်ချင်တယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာအာဆင်နယ်ဘာဖြစ်လို့ချန်ပီယံပရီးမီယာလိဂ်မှာမဖြစ်တော့လဲဆိုလို့ရှင်တော့ကျွန်တော်ကထပ်ပြောမယ်ဇန်နဝါရီမှာတိုက်စပွဲမခေါ်လို့ဇန်နဝါရီမှာသူတို့ကဗောနောဘလိုထင်တယ်ဟာဘတ်နဲ့သူတို့ကအဆင်ပြေမယ်ထင်ခဲ့ကြတယ်ကျွန်တော်ဥပမာတစ်ခုပေးမယ်ဟာဘတ်နဲ့ဂျာမနီယူရိုမှာချန်ပီယံဖြစ်ခဲ့လား ကောင်းတော့ကောင်းခဲ့တာပဲဒါပေမဲ့ချန်ပီယံဖြစ်ခဲ့ဘူးဟာဘက်ကကျွန်တော်တို့အသင်းသင်းရဲ့တိုက်စစ်ကိုဦးဆောင်ဖို့အတွက်လုံလောက်မှုမရှိဘူးလို့ကျွန်တော်ပြောချင်တယ်ဒီအချိန်မှာဟာဘက်နာသွားတယ်ယာစီကုန်သွားတယ်ပို့ဆိုးသွားတယ်ဂျေဆူကလည်းနာတဲ့ခါမှာအဲ့ဒီအချိန်မှာဇန်နဝါရီမှာလုံတဲ့အလုပ်ကိုဘယ်လိုမှတိုက်စစ်မှုမခေါ်တဲ့ခါမှာအာဆင်နယ်ဟာဒီနေ့မှာဒီလိုမျိုးဖြစ်သွားတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အခုဆိုလို့ရှိရင်ပရီးမီးယားလိမှာနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ထားတယ် အခုဆိုလို့ရှိရင် Chelsea နဲ့ကစားမှာ Chelsea ကိုနိုင်ဖို့လွယ်လားဆိုတော့ထင်သလောက်မလွယ်ဘူးအဲ့တော့ Premier League ၄ပွဲဆက်တိုက်တာနိုင်ပွဲပျောက်ဆုံးသွားမယ်ဆိုလို့ရှိရင် Arsenal ကိုအောက်ကနေဖိအားပေးနေတဲ့အသင်းတွေနဲ့ Arsenal ရဲ့ရမှတ်ကပိုပြီးကတ်လာဖို့ရှိတယ်ဒီလိုဆိုလို့ရှိရင်လက်ရှိအဆင့်နှစ်မှာငြိမ်နေတဲ့အခြေအနေလေးရတော့မှာတိတ်ပြီးတော့မသေးချာတဲ့ပုံစံမျိုး Arsenal မှာဖြစ်သွားနိုင်တယ်နောက်တစ်ခုကလက်ရှိကစားပုံအရာကိုပြောမယ်ဆိုလို့ရှိရင် Premier League အသင်းတွေနဲ့ဆိုလို့ရှိရင်အตาရဖို့ခက်ခဲတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အဓိကကတော့တိုက်စပိုင်းပဲတိုက်စပိုင်းကတော်တော်လေးကိုအားနေပါတယ်အဲ့တော့ Arsenal မှာကတကယ်တမ်း အသင်းလုံးမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် အသင်းအတွက်ကက်သင်ပေးနိုင်တဲ့ကစားသမားတကယ်ကတကယ်တမ်းပြောမှာဆိုတော့နှစ်ယောက်ပဲရှိတယ်အဲ့ဒါက Declan Rice နဲ့ အိုရီကပ်ပဲဒီကလန်ရိုက်စ်ကမန်ယူနဲ့ပွဲမှာလည်းကယ်တင်သွားတယ်သူသားလိုမျိုးမကယ်တင်နိုင်ဘူးဆိုလို့ရှိရင်အာဆင်နယ်ရှုံးပါပဲနောက်တစ်ခုကကျတော့အိုရီကပ်အိုရီကပ်ကကျတော့အသင်းရဲ့ကစားကွက်ကိုပုံပေါ်တယ်အိုရီကပ်မှမလှုပ်လို့ရှိရင်လည်းသူတို့ရဲ့တောင်းပန်တွေကအလကားပဲဒီလိုအခြေအနေတွေဖြစ်နေတဲ့အခါမှာအိုရီကပ်မလှုပ်ရင်အာဆင်နယ်ဂိုးမရဘူးအာဆင်နယ်တိုက်စစ်အားနည်းနေတဲ့အခြေအနေအိုရီကပ်ကတခုခုလှုပ်ပေးမှဂိုးရတယ်အိုရီကပ်ကတခုခုလှုပ်ပေးမှအသင်းရဲ့တိုက်စစ်လမ်းကြောင်းကချောင်းလေလာတယ်ဆိုတဲ့အနေအထားတွေကရေရှည်မှာတိတ်တော့မလွယ်ဘူးဗျဒီလိုအခြေအနေတွေရှိလို့တိုက်စစ်ပိုင်းလက်ရှိအားနည်းနေတဲ့အချိန်မှာတော့နီးပြအာတီတာမှာအဖြစ်တခုခုတော့ထပ်ပြီးတော့ ချဖို့လိုမယ်လို့ကျွန်တော်ထင်တယ်။အာဆင်နယ်နဲ့ချယ်ဆီနဲ့နှစ်သင်းမှာကျွန်တော်တို့ကျင်းနေဆရာကောင်းတဲ့အရာတစ်ခုကဘာလဲဆိုတော့အာဆင်နယ်ကချယ်ဆီကိုသူ့ရဲ့အိမ်ကွင်းမှာကစားမယ်ဆိုလို့ကျွန်တော်အိမ်ကွင်းမှာရလက်ကောင်းအောင်တော့ကစားနိုင်စွမ်းရှိတယ်။ရလက်ကောင်းတွေရထားတဲ့အခြေအနေမျိုးတွေလည်းရှိလို့အာဆင်နယ်အိမ်ကွင်းမှာတော့ကျွန်တော်ထင်ပါတယ်အနည်းဆုံးတော့သရေရမယ်လို့တော့ကျွန်တော်ထင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ချယ်ဆီဘက်လေးကိုသွားလိုက်ချင်ပါတယ်ပြပြပေးပါဦး။ချယ်ဆီရဲ့ဒီအဝေးကွင်းခြေစမ်းပိုင်းကအားရစရာတော့မကောင်းဘူး။ပြင်းပြလေးမှာအဝေးကွင်း6ပွဲဆက်ပေါ့နော်။နိုင်ဝဲပြောက်တာ၄ပွဲရှုံး2ပွဲတည်ပေါ့နော်။ နောက်ဆုံးကစားထားတဲ့ Leicester နဲ့ပွဲမှာအနိုင်ရခဲ့ရဆိုပေမဲ့တပွဲလုံးနေနဲ့ခြေစွမ်းကရောင်းလေလေကြီးဖြစ်နေတာ။ဟုတ်ကဲ့။ Chelsea ပုံစံကောင်းမရနေတာနဲ့ပဲမခြေစွမ်းမပြနိုင်တာကတိုက်ရိုက်အချိုးကျတယ်လို့တော့ကျွန်တော်ကတော့ပြောချင်တယ်။ဟုတ်ကဲ့။ပဲမနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲဆုံး10ပွဲမှာတွင်းကိုတကိုးပဲရှိပါတယ်။ကိုဖန်နေမှုလည်းမရှိဘူးပေါ့နော်။ဒါကျွန်တော်တို့သိတဲ့ပဲမတော့မဟုတ်ဘူး။ဒီနေရာမှာပဲမနဲ့လှည့်ပြီးသုံးလို့ရတဲ့ကစားသမားမရှိနေတာကအတင်းကိုလည်းနစ်နာတယ်လို့ကစားသမားအတွက်လည်းနစ်နာတယ်။ကစားသမားအတွက်နစ်နာတယ်ဆိုတာကသူ့ရဲ့ နိုင်ငံလေရေးစင်မှာပါနိုင်ဖို့တော့ကဒီကလပ်တင်း performance ကအများကြီးစကားပြောတယ်ပေါ့နော်။ဒါမျိုးလေးတွေရရှိရဲ။ Chelsea ရဲ့ကစားပုံကဘယ်လိုဖြစ်နေလဲဆိုတော့ဘောလုံးကတော့ကင်တာကင်တာနိုင်တယ်။တက်စစ်ဆုံးနဲ့ရောက်တဲ့အခါမှာဘာမှဆက်မဖြစ်ဘူး။ဖြစ်တင်ဘောပဲဖြစ်ဖြစ်ကြော်ပြေးပြီးကန်သွင်းလာပဲဖြစ်ဖြစ်လို့တော့လုံနေပေမဲ့မမောစရာရလက်တစ်ခုကိုကျွန်တော်တို့ညှော်လင့်လို့မရဘူးနော်။ အခွင့်အရေးပေးလာရင်တောင်မှအဆုံးသတ်ပေးမယ်လို့မရှိတဲ့ပြဿနာကိုမြင်နေရတယ်။ဂိုးကိုဂိုးနိုင်တဲ့အခွင့်အရေးမျိုးလွဲချော်မှုမှာပေါ့နော်။ပြီးများလေးမှာဆိုဒုတိယအများဆုံးလွဲချော်နေတဲ့အသင်းကချဲစီပဲ။ပထမနေရာကတော့လီဗာပူး okay. ။ဒါပေမဲ့လီဗာပူးကပြီးများလေးရဲ့အသင်းကိုအများဆုံးအသင်းပဲ။ဒါကြောင့်မို့ချဲစီရဲ့အဆုံးသတ်ပိုင်းပြဿနာကပေါ်သေးသေးလို့တော့ကျွန်တော်ပြောလို့တော့မရဘူးပေါ့နော်။အခုကပဲမားပါခြေစွမ်းကျဆင်းလာတဲ့အခါမှာအခွင့်အရေးရလာတဲ့အပိုင်းတွေပါယော့လာတာကိုကျွန်တော်တို့မြင်လာရတယ်ပေါ့နော်။ပြီးခဲ့တဲ့လက်စတာပွဲမှာဆိုလေကူကူရဲလာတာအဲ့လိုမျိုးမကန်သွင်းခဲ့ရင်ဒီပွဲအသေးနဲ့တောင်ပြီးသွားနိုင်တယ်။ဒါမျိုးလေးတွေတော့ရှိရပေါ့နော်။ တက်စစ်ကတော့အားကိုးလို့မရပါဘူး။ခံစစ်ကယော်လို့ရလားဆိုတော့ခံစစ်ကလည်းယော်လို့မရဘူး။ Okay ။ဘယ်အသေးအောင်မဆိုဘယ်အချိန်မဆိုပေါ့နော်။ကိုးပေးတိုင်တဲ့အထိဟာကွက်တွေကိုများနေတယ်ပေါ့နော်။လန်ဒန်ဒါဘီပေါ့နော်ဒီပွဲစဉ်ကလန်ဒန်ဒါဘီလို့တာပြောနေပေမဲ့တစ်ဖက်ဆောင်းနေဖြစ်နေကြတော့ကြာပြီ။နောက်ဆုံးတွေးဆမှု၁၀ချိန်မှာ Chelsea က၂ချိန်ပဲနိုင်လာပါတယ်။နောက်ဆုံးနိုင်ခဲ့တာ2021ခုနှစ်ကဆိုတော်လေးကိုကြာခဲ့ပြီ။ဒါပေမဲ့ Chelsea က Arsenal ကိုစိတ်ထည့်ပြီးကန်တာမျိုးတွေတော့လုပ်လာနိုင်တယ်။ Arsenal ဘက်ကလည်းတစ်ဖက်တင်းရပါတော့ဂုံတွေကအရာကန်လာပြီဆိုရင် ဒီမရတော့ဘူးပေါ့နော်ချဲစီကကျတော့ဒီပွဲစဉ်မှာဂုံတိကဘိုင်းပြင်ပေါ့တော့4အတွက်ပါသူတို့ကတော်လင်းချက်လည်းရှိနေတဲ့ခါမှာတော့မနိုင်တာလည်းကြားတဲ့ခါမှာဘောလုံးရဲ့သဘောတရားအရအဲ့မနိုင်တာကြားတဲ့အတင်းကပြန်ပြီးရလက်ကောင်းတက်တာလေးလည်းရှိတော့ဒီပွဲစဉ်မှာလည်းချဲစီကပြုံးပျော်ပြီးတော့အိမ်ပြန်သွားနိုင်တယ်ဆိုတော့ကျွန်တော်အမြင်ပါတယ်ဗျဟုတ်ကဲ့ပါချဲစီကိုကျွန်တော်ကြည့်မယ်ဆိုတော့ကျွန်တော်ကျွန်တော်အမြင်ကချဲစီကတော့ပုံမှန်ပဲညံ့လည်းညံ့လို့မနေဘူးကောင်းလည်းကောင်းလို့မနေဘူးပေါ့နော် ဒီနေရာမှာတခုရှိတာကသူတို့က top 4အတွက်စူးစမ်းနေတယ်ကိုရဲတို့ပြောရသလိုပဲအဲ့အချိန်မှာ top 4အတွက်စူးစမ်းနေတဲ့အချိန်မျိုးမှာ top 4အတွက်ပြိုင်ဆိုင်နေတယ် top 5ပေါ့ဗျာဒီအသင်းတွေအမှတ်တွေအရန်ကန်နေတာဟုတ်ပါဘူးကြုံလို့ဆိုလို့ရှိရင်ဟော Man City ကလည်း Brighton နဲ့ကစားဖို့ရှိတယ် Man City နိုင်သွားပြီးတော့ဒီဘက် Chelsea မနိုင်ဘူးဆိုလည်းအပြောင်းလဲတွေကဖြစ်နိုင်တယ်အဲ့တော့ဘယ်လိုလဲဆိုတော့ Chelsea ကဒီဘက်မှာတည်ရအောင်မရအောင်တည်ကြွားလို့ရှိရင်အောက်ကအသင်းတွေက နိုင်ဝရရိုင်ရမတ်တွေကပ်ပြီးတော့သူမှဖီးရတွေပို့ပြီးတော့များလာမယ်ဒီနေရာမှာ Chelsea ကိုကျွန်တော်တို့ကကြည့်လိုက်မယ်ပေါ့ဗျာ Chelsea ကတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်နေရာဆိုမှာကစားသမားကောင်းနေရှိနေရလို့ကျွန်တော်အကြံပြုပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီကစားသမားတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ခြေစွမ်းကလည်းမတည်ငြိမ်ဘူးနောက်တစ်ခုကကျတော့လှုပ်ရှားရှိတဲ့အခြေအနေတစ်ခုဖြစ်လာရင်ကောင်းကောင်းမလုပ်နိုင်ဘူးအဲ့တော့ဘလိုမျိုးလဲဆိုရင်ရင့်ကျက်မှုမရှိတဲ့အသင်းဖြစ်နေရလို့ကျွန်တော်ကတော့မြင်တယ်ဒီနေရာမှာပယ်မှာခြေစွမ်းကျဆင်းနေတဲ့အချိန်မှာအသင်းရဲ့ကစားဘုံကလည်းထင်သလောက်မကောင်းဖြစ်လာတယ်အဲ့တော့ဆုံးတော့ကွေးနိုးပြောရလေးပဲပြောစင်တယ်ပယ်မှာနဲ့ချက်စီတိုက်ရိုက်အချိုးကျတယ်ဒီနေရာမှာ ပင်မခံကောင်းမှုတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပင်မနေရတာမှာတခြားကစားသမားဆိုရင်အပြောခံလိုက်ရမယ်ဖြစ်ချင်းဟုတ်ပါရဲ့ဗျတော်တော်အပြောခံရမှာကျွန်တော်ပြောမယ်ဆိုလို့ရှိရင် Fernando တို့တော်မှာတော်ယုံတန်ယုံနဲ့အပြောခံနေရတဲ့အခြေအနေမျိုးမှာပင်မဘာမလုပ်ပြတဲ့အခြေအနေမျိုးမှာအပြောမခံရကြီးကတော့ထူးဆန်းနေတော့ကျွန်တော်တို့ပြောစင်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီကစားသမားကတကယ်ကိုကံကောင်းတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဒါ Chelsea ရဲ့တိုက်စစ်ပိုင်းမှာပေါ့ဗျာဒီဂိုးရနည်းနည်းပေါ့နော်ကျွန်တော်တို့ဂိုးရဖို့ခက်ခဲနေတဲ့အပိုင်းကလည်းဘာလဲဆိုတော့ Justin နဲ့ Maro Ike မှာတိုင်ရရှိသွားတယ်အဲ့ဒီအချိန်မှာပင်မကလည်းပေါ့နော် ြနေတဲ့အခါမှာသူတို့ဟာအတွင်းကိုတွေအားနယ်လာတယ်ပြီးတော့အသင်းရဲ့ကစားကွက်အပိုင်းပေါ့ကစားကွက်မှာစီးမျောမှုကလည်းထင်သလောက်မကောင်းတော့ဘူးလို့ကျွန်တော်ထင်တယ်ဒီအချိန်မှာဆမ်ချိုရဲ့နက်တိုရဲ့နဲ့တော့ဂိုးမျောဖို့ကတော့ခတ်ပါလိမ့်မယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုအချိန်တွေမျိုးမှာအဓိကဖြစ်တင်တာကတော့ပယ်မာကအခြေဆွဲကောင်းနဲ့ပြန်လာဖို့လိုတယ်သူသားပြန်လာနိုင်မယ်ဆိုလို့ရှိရင်တော့ချက်စီးတင်ကတခုခုတော့မျောလင်းလို့ရနိုင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အာဆင်နယ်နဲ့ချက်စီးရဲ့ဘောနော်ကိုရဲ့လက်ခံမနဲ့ပဲလေးသွားချင်တယ်ခံမပေးပါဦး Chelsea ကတော့ Arsenal ကိုမနိုင်တာတော်တော်လေးတော့ကြာခဲ့ပြီပေါ့နော်။ Okay. Arsenal ကလည်းဒီလိုအသင်းကြီးရင်တွေ့တဲ့အခါမှာတစ်ဖက်ကတင်းကန်လာပြီဆိုရင်သူတို့ရုန်းကန်ရတာလေးရှိရောဒီပွဲစဉ်မှာတော့ Arsenal ရလက်မကောင်းနိုင်ဘူးလို့တော့ကျွန်တော်ကတော့မြင်နေပါတော့။ Okay. Chelsea အနေနဲ့ Arsenal ကိုပေါ့နော်။ တကိုးနှစ်ကိုးဆိုတော့ရလက်လောက်နဲ့ကက်တီကက်တဲ့အနိုင်ရောင်းရမယ်လို့ကျွန်တော်တို့ခံရလိုက်ပါတယ်ဗျာ။ဟုတ်ကဲ့ပါပြောမယ်ဆိုလို့ရှိရင်တော့နှစ်သင်းလုံးမှာ PR ရှိတယ်။တစ်ဖက်အသင်းကကျတော့ Premier League မှာနိုင်ဝဲပြောင်းနေတာ၃ဘွဲ့ဆက်၄ဘွဲ့ဆက်ဖြစ်လို့မရဘူး။တစ်ဖက်အသင်းကကျတော့ဒီဘွဲ့သေးရဆိုတော့အောက်ကနေကြော်သွားမယ်အသင်းနေရှိတဲ့ခါမှာနှစ်သင်းလုံးမှာတော့ PR ရှိနေခါမှာတော့ကျွန်တော်ကတော့မြျက်မြတ်တက်တက်ရလက်တစ်ခုပဲထွက်သွားမယ်လို့ကျွန်တော်ထင်တယ်။ Arsenal လဲ Chelsea ကိုနိုင်ဖို့ခတ်နိုင်တယ်လို့ Chelsea ကလည်း Arsenal ကိုအဝေးဝန်းမှာတော့နိုင်ဖို့ခတ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ကျွန်တော်ကတော့ဒီဘွဲ့စဉ်ကိုသေးရလို့ခံမှန်းချင်ပါတယ်။ Arsenal Chelsea တစ်ဖက်တကိုးစီနဲ့သေးရကြသွားမယ်လို့ခံမှန်းလိုက်ပါ ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုနှစ်ယောက်ပြောသွားခဲ့တာကတော့ဒါလန်ဒန်ဒါဘီပွဲကောင်းပွဲစဉ်တစ်ပွဲအာဆင်နယ်ချက်စီပွဲစဉ်ပါဒီပွဲစဉ်မှာတော့ကိုယ်ရင်းလင်းထုံးကတော့ချက်စီနိုင်မယ်ခံမှန်းပါတယ်ကျွန်တော်ကတော့သိရကြမယ်လို့ခံမှန်းထားပါတယ်တကယ်လက်တွေမှာဘယ်လိုတွေဖြစ်လာမလဲစောင့်ရင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲကျွန်တော်တို့ The Premier Sport ရဲ့နောက်လာမယ့်အားသားစီစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေလောက်ဆက်လိုက်ရပါတယ်ဗျာ